စစ်ကောင်စီကဘယ်နေရာမှမအခြေအနေမကောင်းတဲ့အနေအထားဖြစ်နေတာအရင်တော့ကသူတို့ကအညာဆိုရင်အရန်အထင်သေးတယ်ပေါ့နော်အညာဘက်ကအဖွဲ့တွေဖားမှလည်းမရှိဘူးလက်တော်လည်းခုထိဘာမှမပြည့်စုံသေးဘူးဒါပေမဲ့တပ်ဖွဲ့တွေရဲ့စိတ်ဓာတ်ကိုသူတို့မရှင်းဘူးနော်လားမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာပေါ့နော်နောက်ဆုံးရသတင်းတွေနဲ့သတင်းကောင်းတွေကိုကျွန်တော်ဝေမျှခြင်းပါတယ် ဒါစုံစမ်းသိရှိရတဲ့သတင်းတွေလည်းပါတာပေါ့နော်။အဲအခုဒီနေ့မှာတော့အားလုံးသိတဲ့အတိုင်းဒါထိုင်းနဲ့မြန်မာနယ်စပ်ကပေါ့နော်အဆက်မှာရှိတဲ့ဒါစစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တယ်ပေါ့နော်။တေဘောဘိုးစခန်းမှာတိုက်ပွဲတွေပြင်းထန်နေပြီ။တိုက်ပွဲတွေပြင်းထန်နေပြီဆိုတော့လေချောင်းနဲ့ပတ်သက်လို့လည်းစစ်ကောင်စီကဒီဒီဒီနေ့မှာပေါ့နော်တော်တော်လေးကိုဒါလေချောင်းပြစ်ခတ်မှုတွေအချိန်ကြီးများများလှုပ်ဆောင်နေတာတွေ့ရတယ်သိရတယ်။အချုပ်ဖွဲ့ဆိုလည်းကြားနေကြရတာပဲပေါ့နော်။သိနေရတယ်။အဲကြတော့ဒီဟာကိုကြည့်ချင်းအဖြစ် ဒါစစ်ကောင်စီဘက်ကဘယ်လောက်အခြေအနေဆိုးနေပြီလဲဆိုတာကိုခံမှန်းလို့ရတယ်။ဒီကတော့သူတို့ဘက်ကလေကြောင်းပစ်ကူတွေတောက်လျှောက်ပေးလာပြီးစစ်ကူတွေလွှတ်ဖို့ပြင်ဆင်နေပြီဆိုရင်သိကြတယ်။အဲ့တော့ကျွန်တော်လည်းထပ်ပြီးစုံစမ်းသိရှိရတဲ့အချက်တွေလည်းရှိတော့ဒါဟာကျွန်တော်တို့တပ်ဖွဲ့တွေအတွက်အောင်ပွဲခံရမယ့်ခြေနေတရဖြစ်လာလိမ့်မယ်လို့ဒါယူဆရပြီပေါ့နော်ယူဆရပြီ။သိကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့တလျှောက်လုံးမှာလည်းအဟိုစကန်ကိုဒါတိုက်ပြီးဟေ့ဆိုရင်တိတ်မကြဘူးရပြီအဲဒီစကန်ကိုတိုက်ပြီးဟေ့ဆိုလဲတိတ်မကြဘူးရပြီဗောနော်အဲ့တော့အခုလဲအဲ့လိုပုံစံမျိုးပဲဖြစ်နေမယ်အဲ့ အဲ့ခါကျရင်တော့ကျွန်တော်ဒါတိုက်ပွဲတလျှောက်လုံးကပေါ့နော်တလျှောက်လုံးကပြင်ဆင်တာတွေအဲတိုက်ပွဲဝင်နေတဲ့အာကိစ္စမျိုးတွေသိရတဲ့အချက်တွေတပ်ဖွဲ့ဝင်တွေပြောကြားချက်တွေအဲ့ဒီနဲ့ပတ်သက်လို့လည်းတသက်ဗီဒီယိုတစ်ခုလုပ်ရမယ်ကြိုပြီးတော့ကိုပြောပြထားတာပေါ့နော်ဒါတေချာပေါ့အောင်မြင်မဲ့ဒါတိုက်ပွဲတစ်ခုလို့ကျွန်တော်ယုံကြည်တယ်တပ်ဖွဲ့တွေအပြင်းထန်စ조사နေကြတယ်ပေါ့နော်စစ်ကောင်စီဘက်ကလည်းဒီလိုပဲဒါအပြင်းထန်ခုခံနေရတယ်ပေါ့နော်အသေးအံအပြင်းထန်မဟုတ်အသေးအံခုခံနေရတယ်ဒါတကယ်သတင်းကောင်းတစ်ခုဖြစ်တယ်ပေါ့နော် အဲပြီးတော့အဲဒီလိုမျိုးတွေဖြစ်လာပြီဆိုတဲ့အချိန်မှာပေါ့နော်အဲတောက်လျှောက်တောက်လျှောက်စစ်ကောင်စီရဲ့တပ်စခန်းတွေတိုက်ခိုက်ခံရတဲ့ထွက်ပြေးတဲ့ထိုင်းဘက်ရောက်တဲ့ပြန်ပို့ခံရတဲ့နောက်စခန်းတစ်ခုပြန်ပို့တယ်အဲအဲ့လိုပေါ့နော်ထိုင်းပြန်စစ်သားတွေအများကြီးဖြစ်နေတဲ့အနေအထားမှာစခန်းတွေလည်းတစ်ခုတစ်ခုကျတယ်ကျတော့ကျတော့သူတို့ဘက်ကအခုကြံနေသေးတဲ့စခန်းတွေမှာဘာလို့ခိုင်းနေလဲဆိုတော့သူကတဘာဝတားဆီးတဲ့အပြင်မှာသူကလူလုံးတားဆီးတဲ့အများကြီးလုတ်ခိုင်းနေရတယ်သိရတယ်ပြီးတော့ဒါတိုင်မိုင်းနေရှွတ်မိုင်းနေအဲဒီမြေမြုံမိုင်းနေပေါ့နော်အဲဥစ္စာတွေကိုစခန်းရဲ့ရှေ့9မီတာ အကွာအထိပေါ့နော်အဲဒီအတားစီးတွေအာလူသက်မိုင်းတွေဒီဥစ္စာတွေကိုထောင်ခိုင်းထားရည်လဲသိရတယ်ပြီးတော့ဒီခြံစီယိုးပေါ့နော်ခြံစီယိုးဆိုရင်သူကကြလန်ထိုးခိုင်းတယ်ကြလန်ထိုးခိုင်းတယ်အဲအရင်တော့ကဒီကြလန်ထိုးခိုင်းတယ်ဟိုးရင်တော့လည်းကြလန်ထိုးခိုင်းတယ်ကြလန်ထိုးခိုင်းတဲ့အဆင့်ကနေမှနောက်ဘာပြောင်းသွားလဲဆိုတော့ဒါစတူရန်ကွက်ပဲပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့ကြလန်ခက်ဆိတ်စီထိုးလိုက်တဲ့ခါကျရင်အပြင်ကိုကြည့်ရင်မမြင်ရလို့ဆိုပြီးတော့ဒီစတူရန်ကွက်ပုံစံမျိုးပြန်ပြီးတော့ခြံစည်းကိုပြင်ခိုင်းတယ်အခုကျအဲ့လိုမဟုတ်တော့ပြန်ဘူးပြန်ပြီးတော့ခြံစည်းကိုကြက်လန်ပြန်ထိုးခိုင်းပြန်ရော အဲတကယ်ပြောရင်ဒီချန်စီယိုမှာကြလန်ထိုးတယ်ဆိုတာလေဒါဝါးကိုစိတ်စိတ်လေးပေါ့နော်အချုံအနေနဲ့ဒါမြင်သာအောင်ပြောမယ်ဆိုရင်ဒါလက်ချက်ထိုးထိုးတဲ့ဟာပေါ့နော်တကယ်သာအဲ့ကြလန်ကောင်းလဲဆိုရင်ဒီကောင်ကလည်းဒါလက်နဲ့ငယ်ကြီးတော့မဖောက်ဘူးဆိုပြီးတော့ဒါရှေ့ရပေါ့နော်ဒါစစ်သားဟောင်းနေပြောပြချက်တွေကကျွန်တော်တို့သိရတယ်အဲဒီရုပ်ဆိုင်နဲ့ပတ်သက်လို့လည်းရှေ့မှာကျွန်တော်ပြောခဲ့ဘူးတာရှိတယ်ပေါ့အခုကြသူတို့အဲ့လိုပုံစံမျိုးတွေပြန်ပြင်နေရတယ်ပေါ့နော်အရင်တုန်းကဒါဖြုတ်ချခဲ့တဲ့ဟာကိုအခုပြန်ပြီးတော့လုပ်ခိုင်းနေရတယ်ပြီးတော့ဒီညောင်ချင်းနေပေါ့ညောင်ချင်းနေအဲပြီးတော့မြေပြတ်ချင်းနေ အဲဥစ္စာတွေကိုလည်းလုံခိုင်းတယ်စကန်ချန်စီယိုတွေကို၃ခုမရှိရင်အဲအရင်တော့2ခုပဲထားတဲ့စကန်ဆိုပါတော့အခုဆို၃ခုမဖြစ်ဖြစ်အောင်ထည့်၃ခုတဲ့ကြောင်အောင်ထည့်နိုင်ထည့်အဲအဲ့လိုပုံစံမျိုးကာခိုင်းတာရှိအဲ့မှာအဲ့လိုမျိုးကာခိုင်းတာပြဿနာမရှိပါမယ်မြေပြင်မှာကျတော့ပြဿနာတွေတက်နေတယ်ဒီကောင်တွေဒါကျွန်တော်သိရသလားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တပ်ဖွဲ့တွေကအခုနောက်ပိုင်းမှာလုံးဝဒီကောင်တွေကိုလွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာခွင့်မပေးတော့ဘူးမပေးဘဲနဲ့အဲ့စကန်တွေကိုဝိုင်းပတ်ပိတ်ဆို့ပြီးတော့တိုက်ခိုက်တာမျိုးတွေတောက်လျှောက်လုပ်လာတဲ့ခါကျတော့အဲ့ကောင်တွေအပြင်းမထွက်ရဲဘူး ဒီစကန်ချန်စီကိုပြင်ဖို့ဆိုတာဝါသွားခုမှရတာမျောသွားခုမှရတာပေါ့နော်အဲ့လိုမျိုးခုတ်ပြီးမျောခုတ်ပြီးဝါခုတ်ပြီးမှဒီစကန်တွေကိုချန်စီတွေကာမယ်ဂျလန်တွေထိုးမယ်အဲပြီးရင်ဒါမြေပြင်းတွေဘာတွေလုတ်တယ်ဆိုလဲဒါစကန်အပြင်ကိုထွက်ပြီးတော့လုတ်ရတာအခုကအဲ့ကောင်နဲ့စကန်နဲ့ကနေအပြင်ကိုမထွက်ရဲတာမထွက်ရဲတော့ကျတော့သူတို့ကိုအထက်ကနေခုနလိုညွှန်ကြားချက်တွေနဲ့ခိုင်းတဲ့အခါကျတော့သူကမှတ်တမ်းတက်ပုံနေတောင်းဒီနေ့ဘယ်နှမီတာပြီးလဲအဲချန်စီကိုကာလာဘယ်လောက်ပြီးလဲအဲချန်စီကိုကာလာဘယ်နှပေပြီးလဲအဲမြေပြင်းတူကဘယ်လောက်ပြီးလဲဆက်သွေးမြောင်းမုံမန်တာဘယ်လောက်ပြီးလဲအဲ့ဒါတွေမှတ်တမ်းနေနဲ့ပို့ခိုင်းတာ ပို့ခိုင်းတော့ကောင်းနေလိမ်မရဘူးရေပြင်မှာကျတော့လေဒီကောင်းတည်းကတကယ်အပြင်မှာထွက်ပြီးတော့ဝါသွားခုတ်လို့လည်းမရေဘူးဘာဖြစ်လို့လဲဆိုတော့တောင်းလျှောက်ဆော်ခံနေရတယ်တောင်းလျှောက်ဘင်းခံနေရအာစနိုက်ပါဆိုလဲစနိုက်ပါဒရုန်းဆိုလဲဒရုန်းဒါမျိုးလုတ်ခံနေရတော့ဒီမျောတွေဝါးတွေသွားခုတ်ဖို့အတွက်တော့အခက်ခဲဖြစ်နေတာဖြစ်နေရောကြအထက်ကနေသူတို့ကိုသူတို့မလုတ်ရတဲ့အတိုင်းပေါ့နော်အထက်ကကောင်းနေတဲ့အတိုင်းပဲအဲ့လိုညွန့်ကြားတဲ့ခါကျတော့အောက်ကကောင်းနေဒေါသကြီးထွက်တာပေါ့နော်မျိုးအောက်မှာပေါက်ကွဲနေကြတယ်မျိုးကိုယ်တိုင်လည်းလာလို့ကြည်အောင်ပေါ့နော်အောက်မှာဘလိုတွေဖြစ်ပြနေလဲမလို့မသိဘူးလားဗာညာတဲ့ အဲ့လောက်ထိကိုသူတို့စိတ်ဝမ်းနေ꽌နေရလည်းဖြစ်နေတယ်ပြီးတော့မြေပြင်မှာသူတို့ရဲ့လက်ရှိအခြေအနေမှာအဲ့ပုံစံမျိုးဖြစ်နေတယ်အဲချို့နေရဆိုရင်ဘန်ကာတွေပေါ့နော်ဒေါ်လန်တက်ဖွဲ့တွေကခေါင်ဂရုတွေဘန်ကာတွေကိုဒီ drop bone တွေနဲ့တွက်ကျဲတဲ့အခါကျတော့အဲ့ဥစ္စာတွေကိုပြန်ပြင်ဖို့အတွက်တောင်သူတို့မှပြင်ဆင်စရာပစ္စည်းမရှိဘူးပစ္စည်းရှာဖို့အတွက်ကိုအပြင်မထွက်ရဘူးအဲ့အဲ့အစ်စင်မျိုးတွေဒီဖြစ်နေတာဒါကလည်းတိတ်ကိုအားရစရာကောင်းတဲ့အချက်တစ်ခုပေါ့နော်နောက်ပိုင်းစကန်နေသိရင်ဒါဒေါ်လန်တက်ဖွဲ့တွေစီကနေပြီးတော့တည်ရတဲ့အချက်ဆိုအခုနောက်ပိုင်းနဲ့စကန်သိနေတာမကတ်တော့ဘူးလေ အဲ့လိုအဲ့လိုကိုလုံးဝမှတ်ယူထားတာဗျာအဲလုံးဝပိတ်ဆို့တိုက်ခိုက်မယ်ပြီးရနဲ့ကျင်းမယ်ကျုံးမယ်စနိုက်ပါနဲ့ထောက်မယ်နှီးမျိုးစုံသုံးပြီးတော့သိမ့်မကြဘူးဒီကောင်နေအဲလက်နှချတာမျိုးထွက်ပြေးတာမျိုးရှုံးပစ်လိုက်ရတာမျိုးဒါမျိုးပဲကြုံလိုက်ရတာပေါ့နော်အဲ့တော့တက်ဖွဲ့တယ်ပြောဟမ်ခုနောက်ပိုင်းစကန်တင်ရရမ်းလွယ်တယ်ပေါ့အဲ့လိုပုံစံမျိုးဒီဖြစ်လာနေပြီပေါ့နော်နောက်ခါအဲ့လိုမျိုးတွေဖြစ်လာတဲ့အချိန်မှာဒီစကန်တွေကိုစစ်ကူပို့ဖို့ဆိုပြီးတော့ဒါကျွန်တော်သိရတဲ့လောက်ဆိုကြုံတိုးဘက်မှာအင်အား300လောက်ကိုစုဖွဲ့ထားတယ် အဲစုဖွဲ့ထားပြီးတော့ဒီဘက်တွေကိုစစ်ကူလွှတ်မယ်ပေါ့အဲလွှတ်ဖို့အတွက်ကိုသူကဘယ်နေရာတွေမှာစုဖွဲ့လဲဆိုတော့ဒီကောင်းနေအမြဲတမ်းလှုပ်တာနော်ဘယ်မှာလှုပ်လဲဆိုတာဒါဘုံကြီးเจ้าနေစာတင်เจ้าနေဒီလိုနေရာမျိုးတွေမှာအင်အားဖြတ်ခွဲပြီးတော့စုဖွဲ့ထားတယ်ပေါ့နော်အဲသူတို့တွေအမြဲတမ်းဒီနေရာတွေကိုပဲပြစ်မှတ်ထားပြီးတော့သူတို့အတွက်ကာဗာယူတယ်အဲဒီနေရာတွေကိုပဲတိုက်ခိုက်တယ်ဒီလိုမျိုးပုံစံမျိုးတွေပဲအသုံးချနေရပေါ့နော်ပြီးရင်ဗဇက်ကနေရှောက်ပြောတယ်ပေါ့နော်ဆိုတော့အင်းတက်ဖွဲ့တွေကလှုပ်တယ်ဘာညာဒါမျိုးပုံစံမျိုးရှောက်ပြောတကယ်တမ်းမြေပြင်မှာလှုပ်နေတာသူတို့ဖြစ်တယ်အဲကြအဲ့လိုစုဖွဲ့ပြီးတော့စစ်ကူသွားခိုင်းမယ်ဆိုတော့အတန်ကြားတော့ ိုက်စစ်ကြောင်းเนี่ยဘာဖြစ်လဲဆိုတော့အိုက်စစ်ကြောင်းเนี่ยစစ်ကြောင်းเนี่ยမှာရှိတဲ့အဲဒီစစ်ကောင်စီတပ်သားတွေကပေါ့နော်ထွက်ပြေးဖို့အတွက်ပဲတာဆူနေကြစစ်ကူသွားမဲ့စစ်ကြောင်းနေเนาะအမှန်တော့သူတို့တပ်ဖွဲ့တွေအဲတိုက်ခိုက်ခံနေရလို့တေဆုံးနေလို့ထိခိုက်ကြဆုံးနေများနေလို့စစ်ကူသွားရမယ်စစ်ကြောင်းပြောရရင်တော့အားနဲ့မှန်နဲ့အဲသူတို့အဖွဲ့တွေကိုစစ်ကူပေးရမှာပေါ့ဗျာအားပေးရမယ်စစ်ကြောင်းကအခုအဲ့လိုမဟုတ်ဘဲနဲ့အဲ့တော့မသွားနိုင်ဘူးငါတို့ကပြေးမှာအဲ့လိုပုံစံမျိုးနဲ့ဒါထွက်ပြေးဖို့တာဆူနေလို့မြေပြင်မှာဆိုရင်အပင်မန်းခံပြီးတော့သူ့တပ်ဖွဲ့သူကကင်းဆောင်နေရတာ ကျောင်းတော်လိုင်းတက်ဖွဲ့တွေကင်းဆောင်နေဆိုတာဒီရန်သူပေါ့နော်ရန်သူစစ်ကောင်စီလာတိုက်မှာဆိုလို့အဲလက်ဦးမှုရအောင်ဒါအမြန်ဆုံးကြိုတင်သိရှိအောင်ကင်းဆောင်ဒီကောင်တွေကအဲ့လိုမဟုတ်ဘူးကျွန်တော်တက်ဖွဲ့တွေကိုကင်းဆောင်တာမဟုတ်ဘဲနဲ့သူ့တက်ဖွဲ့ဝင်ချင်းချင်းထွက်ပြေးမှာဆိုလို့ကင်းဆောင်တဲ့အဆင့်တွေဒီဖြစ်နေတယ်ပြီးတော့အောက်ကောင်တွေကလည်းဘာဖြစ်လဲဆိုတော့သူကငါတို့ကအဲ့လိုသွားရင်တော့တေးမှာပဲဆိုတဲ့စိတ်မျိုးတွေအများကြီးဖြစ်နေတယ်ဆိုပြီးသိရတယ်အဲပြီးတော့ဒီမလုံးပေးတဲ့ကိစ္စတွေပေါ့နော်အဲဘဲဘဲစကန်းကိုဘယ်လိုမျိုးဒါပြန်ပြီးတော့တိုက်ခိုက်နိုင်ယူနိုင်ရင်ဘာယာတို့ပေးမယ် ဘယ်မျိုးဘယ်နယ်မြေကိုပြန်ပြီးတော့ယူနိုင်လဲဆိုရင်ဘယ်လိုမျိုးဒါခန်းစား권နဲ့ပေးမယ်ဆိုပြီးတော့မလုံးပေးတဲ့ဟာတွေပေါ့နော်အဲဥစ္စာတွေကိုလည်းဒီကောင်းတဲ့မယူခြင်းဘူးတဲ့မယူခြင်းဘူးငါတို့တက်နေတော့မလဲနိုင်ဆိုရမှန်တယ်အဲ့လိုမျိုးဖြစ်ရမှာအဲ့လိုမျိုးဖြစ်မဲ့အပြုံမှနောက်ထပ်ရွေးချယ်စရာအထူးအနေနဲ့ဒေါ်လာကြီးတစ်ဖက်၄စီမှာလက်နှချပါဒေါ်လာကြီးတစ်ဖက်၄စီမှာအညံ့ခံပါလမ်းမြူထောင်ပါလမ်းမြူထောင်ရင်မြင်သာအောင်ထောင်ပါ လမ်းမျိုးထောင်းရင်ညဘက်တိမ်မှာမထောင်းပါနဲ့ညဘက်တိမ်မှာလမ်းမျိုးထောင်းခြင်းနဲ့ဆိုရင်ပါဇက်ကနေអော်ပါဟောနော်အဲ့ဒါလေးလည်းဒါအကျံ vision တော့ဟောနော်အဲသူတို့အနေနဲ့လည်းဒါမမဟုတ်ဒါပေမဲ့နောက်ထပ်ထပ်ပြီးတော့သူတို့တဆင်းတက်ပြီးတော့လှုပ်ဆောင်ခြင်းနဲ့ဆိုရင်အဲအဲ့လိုမျိုးပုံစံမျိုးလေးလှုပ်ဆောင်လို့ရတယ်ဆိုတော့ပြောတာပေါ့နော်ပြတော့ဒါကြောင့်အညာဘက်တစ်ချက်သွားကြည့်အညာဘက်မှာကြောင့်ဒီရက်ထဲမှာညောင်ဥပချမ်းမှာစစ်ကြောင်းထိုးတာရှိတယ်စစ်ကြောင်းထိုးတဲ့ဟာကိုတလိုင်းတက်ဖွဲ့တွေတိုက်ခိုက်တာမျိုးတွေလှုပ်ထားတယ်လှုပ်ထားတဲ့သတင်းတွေမတက်လာသေးဘူးဒါမဲ့ကျွန်တော်စုံစမ်းသိရှိရသလောက်ဆိုရင် ထိကြိုက်ကြဆုံးကအရင်လိုပဲရေတွက်များနေတုံးပဲပေါ့နော်စစ်ကောင်စီဘက်ကထိကနေဟိဆိုကွဲပြန်ပြီဆိုတဲ့အဆင့်ပေါ့နော်အဲ့တော့ဒါအယောက်20လောက်တည်ဆုံးနေအဲပြီးတော့အယောက်20လောက်တည်ဆုံးတာရှိတယ်ထိကြိုက်တန်ရာရတဲ့ဟာဆိုရင်လေအဲ့ရေတွက်လောက်ပဲအဲ့အဲ့ရေတွက်လောက်ထိကြိုက်တန်ရာရတယ်ပေါ့နော်အဲ့အဖွဲတွေကိုဒါတို့ဒါပခုတ်ကူဘက်မှာပြန်ပြီးရစေကူတမှုခံယူနေရဆိုပြီးတော့သိရတယ်ဗောနော်ဒါဟာလေဒါထုတ်ပြန်လာတဲ့ခါကြီးကြရင်အာပါတရားနဲ့ကျွန်တော်အောင်ပွဲခံရမယ့် အောင်ပွဲတွေဖြစ်လာလိမ့်မယ်ပေါ့နော်လက်စကောင်စီကဘယ်နေရာမှမအခြေအနေမကောင်းတဲ့အနေအထားဖြစ်နေတာအရင်တော့သူကအညာဆိုရင်အရန်အထင်သေးတယ်ပေါ့နော်အညာဘက်ကအဖွဲတွေဘာမှလည်းမရှိဘူးလက်သလုံးလည်းအခုထိဘာမှမပြည့်စုံသေးဘူးဒါပေမဲ့တပ်ဖွဲ့တွေရဲ့စိတ်ဓာတ်ကိုသူတို့မရှင်းနိုင်တော့တာဒါကိုသူတို့အရင်တော့အထင်သေးပြီးတော့အိုက်ဘက်တွေစစ်ကြောင်းထုတ်မယ်ဆိုပျော်မြူးနေတာအခုတော့အဲ့လိုမဖြစ်တော့ဘူးဘယ်နေရာစစ်ကြောင်းထုတ်လို့ဒီကောင်ဒီအတွက်ပျော်စရာမရှိတော့ဘူးအဲအဲ့ဟာလေအရာစားသတင်းပေါ့နော်ပြီးတော့ဒါချင်းပြည်နယ်ဘက်မှာဆိုလဲတီးတိမ်ဘက်ကိုပေါ့နော်ရင်နှန်းကြီးနဲ့ပေါ့နော်အင်အားအလုံးကြီးနဲ့ ရင်နှန်းနဲ့စစ်ကြောင်းထိုးတာရှိတယ်အဲအင်အားဖြည့်တာရှိတယ်စစ်ကူလွတ်တာရှိတယ်အဲရင်နှန်းကိုလည်းတော်လိုင်းတက်ဖွဲ့တွေကဖျက်တော့တိုက်ခိုက်တဲ့အခါမှာအဲခုနလိုပဲပေါ့နော်အင်အားထိခိုက်တဲ့တေဆုံးနေဆိုကြီးလိုက်15ရောက်အထက်အနည်းဆုံး10ရောက်အထက်အဲ့တေဆုံးတာ15ရောက်လောက်ရှိတယ်။ဒဏ်ရာရတာအဲအပြင်းထန်ပါတော့အပြင်းထန်ဒဏ်ရာရတာ10ရောက်ကျော်လောက်ရှိတယ်ဆိုပြီးတော့လည်းသိရတယ်။အဲတော့ကြောင့်မင်းတို့မလို့မြေပြင်မှာအဲ့လိုလုံးဝပေါ်ပေါ်တင်းတင်းသွားရဲသေးရပါတော့ဒီအချိန်နေမှာ ဒီအချိန်လေးမှာဗန်နီယာပဲသွားသွားတလိုင်းတက်ဖွဲတွေကကျုံမှုစောင့်နေတဲ့အဆင်အဆင်ပေါ့နော်အဲ့လိုအဆင်မျိုးမှာလည်းကောင်းနေမကြောက်မလန့်နဲ့ရင်နန်းနေတော့သွားလိုက်သေးတယ်ပေါ့နော်အဲ့တော့ကျတော့မိဖုတ်ကန်တဲ့အဆင်တွေဖြစ်ကုန်တယ်ဗန်နီယာမှာပဲဖြစ်ဖြစ်ကိုသူတို့အတွက်အချိန်နေမကောင်းတဲ့အနေထားပေါ့နော်နောက်တစ်ခါကျတော့တီရှိရသလောက်ဆိုရင်လေကြောင်းတိုက်ခိုက်မှုတွေကိုဒီရက်ထဲမှာအပြင်းထန်လှုပ်ဆောင်လိမ့်မယ်အချိုးဟာတွေမှာသူတို့အတွက်အရန်ကန့်သက်ချက်ရှိတယ်အဲ့ဒါပါလဲဆိုတော့ရာသီဥတုအချိန်နေပေါ့နော်ရာသီဥတုအချိန်နေကြောက်မလို့ကန့်သက်ဖြစ်ပြီးတော့ဒီနေရာကိုဒီနေ့ကျဲပါဆိုပြီးတော့ညွှန်ကြားထားပြီးမြဲ့ နောက်ထပ်အချိန်ကြီးပြန်ရွှေ့ရတာရှိတယ်အဲပြီးတော့ဒါဒေးရင်တွေရွှေ့ပြောင်းနေရတဲ့အနေအထားမျိုးတွေလည်းရှိလာတယ်အဲပြီးတော့ဒါပြတ်မှတ်ပေးထားပေမဲ့ဒါတိုက်ခိုက်ဖို့ခက်ခဲလို့ပေါ့နော်အချိန်ကြီးနောက်ဆုတ်လိုက်ရတဲ့အနေအထားတွေလည်းဖြစ်လာနေတယ်ပေါ့နော်ဘာဖြစ်ဖြစ်သူတို့ဒီရက်ထဲမှာလေချောင်းတိုက်ခိုက်မှုအပြင်းထန်လှုပ်ဖို့အတွက်ကိုစူးစမ်းနေရဆိုတော့လေဒီနေရာနေပြောချင်တယ်ပေါ့နော်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါ MNDAA BNAA BNDNL ပေါ့နော်မဟာမိတ်ညီနောင်၃ဘွဲ့ဒါအပြစ်ခတ်ရစဲတဲ့ဟာကိုတလတတန်းထတ်တိုးတယ်ဆိုပြီးတော့လေ အပြစ်ခတ်ရစေးကိုထပ်ပြီးတော့တဒန်းတိုးတယ်ဆိုပြီးတော့လည်းဒါထုတ်ပြန်ကြေညာလာတာတွေ့ရတယ်ပေါ့နော်အဲ့တော့ချို့ကြတော့လည်းပြောတယ်စစ်ကောင်စီကတဒန်းတိုးတိုင်းပေါ့နော်ပြစ်ခတ်ရစေးမလို့တဒန်းတိုးတိုင်းဒုဗကဖွဲ့တယ်အောင်ဘာလို့တိုးနေရလဲဆိုပြီးတော့ဒီလိုအမြင်ရှိကြရလဲရှိတယ်ပေါ့နော်ကျွန်တော်အမြင်ကတမျိုးပေါ့နော်စစ်ကောင်စီကတော့ဒါတဒန်းထပ်တိုးတယ်ဘာလို့လဲဆိုတော့နိုင်ငံတကာမှာသူကလုံးဝဒီငလျင်တန်အကြောင်းမလို့ပေါ့နော်ပြည်သူတွေဒုက္ခရောက်တယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ရမယ့်ချိန်မှာငါစစ်ကိုမတိုက်ဘူးအဲအပြစ်ကရစေဖို့အတွက်ငါတတန်းတလတိုးတယ်ဆိုပြီးတော့သူကလှုပ်ပြတာဗောနော်မြေပြင်မှာတကယ်တိုက်လားမတိုက်လားတော့ခုတိတိုက်ပွဲတွေပြင်းထန်နေတော့မယ်ခုတိလေချောင်းတိုက်ခိုက်မှုတွေရှိနေတော့မယ်အဲ့တော့ဒီကောင်ကတော့ဘယ်တော့မှဂရိတီမှာမဟုတ်ဘူးပြီးတော့ तू ဒီလိုပြောတယ်ဆိုတာလေနိုင်ငံတကာကသူ့ကိုစောင့်ကြည့်နေတာလေ तू သိတယ်ပြီးတော့မင်းဒီလောက်ထိဗောနော်ဒါဒီသဘောဘေးအန္တရာယ်နဲ့ပြည်သူတွေရင်ဆိုင်ရလို့ခက်ခဲနေတဲ့ချိန်မှာမင်းကဒါမျိုးလုပ်နေတယ်ဆိုပြီးပြောကြမှာဆိုလို့ तू တတန်းအတိုးပြပါဇက်ကပဲတိုးပြလေပုံပေါ်ပဲတိုးတာဗောနော် မြေပြင်မှာတော့တကယ်တိုက်ခိုက်မှုတွေကတောက်လျှောက်ရှိနေတော့မယ်အဲဒါကြောင့်သူကအဲ့လိုလှုပ်ပြနေတဲ့ဆိုတဲ့အချိန်မှာဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကခုနလိုမျိုးပေါ့နော်သူ့လိုမျိုးပြန်ပြီးတော့လှုပ်ပြဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုတော့တစ်ဖက်မှာမြင်ခံရမှာပဲလေနော်မင်းအွန်လိုင်းတော့မှအခုလိုမျိုးမင်းအွန်လိုင်းလို့ရုပ်ရုံညံ့တဲ့ကောင်တော်မှအခုလိုမျိုးဒါအပြစ်ခတ်တဲ့တန်းတလတိုးပါတယ်ဆိုပြီးကြီးညာနေတဲ့အချိန်မှာမင်းတို့ကောင်တွေကဘာလို့တိုက်တာလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲအဲ့ဒါမျိုးတွေမဖြစ်ဖို့ကိုလေဒါ တော်ဝင်ရှိတဲ့သူတွေအဥဆောင်တဲ့သူတွေကပေါ့နော်အခုလိုမျိုးပြန်ပြီးတော့အတုံပြန်ပြီးတော့စားထုတ်တာဖြစ်နေမှာပေါ့နော်အမြေပြင်မှာတော့လိုက်ပွဲတွေကပြင်းထန်ရှိနေတော့မယ်ပြီးတော့စစ်ကောင်စီကဘယ်တော့မှဂရိမတီတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့စကားကိုယုံစားပြီးတော့ဒါမြေပြင်မှာမတုံပြန်ဘူးဆိုရင်ဒေါ်လာရေးတပ်ဖွဲ့တွေရောဒေါ်လာပြည်သူတွေရောဒါတောက်လျှောက်ကိုရဲစစ်သက်တပ်ဖြတ်ခံရမယ့်အနေအထားတွေကြုံရမှာပေါ့နော်အဲကြတော့ ဒီဥစ္စာတော့စာကတော့စာလိုပဲမှတ်ပါပါเนาะမင်းအွန်လိုင်းရဲ့စကားဆိုရင်လေလို့ပဲမှတ်ပါเนาะအွန်လိုင်းတက်ဖွဲ့တွေထုတ်တဲ့ဟာဆိုရင်တော့စာဆိုရင်စာလို့ပဲမှတ်ပါပါเนาะလောက်ရက်ကတော့အောက်မှာမြေမြေမှာတက်တက်ရှိပါလေဆိုတော့လေဒီနေ့ကနေပြောချင်ပါပြီဗျ။အားဖြင့်ဒီအခုရက်ထဲမှာသတင်းကောင်းတွေတောက်လျှောက်ရှိသလိုကျွန်တော်တို့လည်းအဲ့ဒီသတင်းကောင်းတွေနဲ့ပတ်သက်လို့ပေါ့เนาะရနိုင်သမျှအတွင်းသတင်းတွေကတော့အွန်လိုင်းတက်ဖွဲ့တွေစီကသတင်းတွေကိုလိုက်လံစုံစမ်းချိန်ထိုးပြီးတော့အခုလိုတင်ပြပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အားတက်စရာသတင်းတွေအများကြီးရှိသေးတယ်ဆိုတော့ဒီနေ့ကနေပြောချင်ပါပြီဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။